တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေမဲ့ဖိုးဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါဖိုးဝါ reaction channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမှာကတော့ကြံခဲ့တဲ့တစ်ခေါက်ကဆိုရင် Dharmaster Academy ဒါတရုတ်ဆောင်ရွေးချယ်ပြိုင်ပွဲမှာတရုတ်ဆောင်ကောင်းတာကြောင့်ညိုမင်းလွန်ကထထိုးခြင်းသွားတယ်ဆိုပြီးတော့ဒါကျွန်တော်ဗီဒီယိုတစ်ပုဒ်ကိုတင်ပေးလိုက်ပါတယ်အဲ့ဒီဗီဒီယိုကဆိုရင်တော့ဒါเนาะဒါ TikTok တွေမှာရော Facebook တွေမှာရော နော်ယူကျူတွေမှာကောဒါတအားတွေကိုဒါပေါက်သွားပြီးတော့ creator မျိုးစုံကနေပြီးတော့အဲ့ဗီဒီယိုမျိုးအဲ့ဗီဒီယိုကိုဒါတင်ကြတယ်ပေါ့နော်အဲ့တင်ကြတဲ့အချိန်မှာအဲ့ဗီဒီယိုကဒါပေါက်သွားပြီးတော့အဲ့ဒီပြိုင်ပွဲဝင်ညီငယ်လေးကိုဒါအဲ့ပြိုင်ပွဲဝင်ညီလေးကို MC ကနေပြီးတော့တော့မှသွားပြီးတော့ view ထားပါတယ်เนาะအဲ့ interview လေးကိုဒါကျွန်တော်ဖွင့်ပြပေးသွားမှာပဲဖြစ်ပါတယ်เนาะ MC ကလည်းဒါနည်းနည်းရအောင်မဟုတ်ဘူးဟုတ်ကဲ့ပါအားလုံးပဲကြော်ရဲတူတူကြည့်ရှုလိုက်ကြရအောင်လားဗျအဲ့ဒါညိုမင်းလွင်လားခင်ဗျာလား ခင်ဗျာဘာလဲဗျခင်ဗျာဘာဖြစ်ချင်တယ်ဟမ်ဗီဒီယိုလိုက်ပြီးဟိုဟာလေးလောက်ပါအောင်ဒီဟာလေးလောက်ပါအောင်ဘိုးပါအောင်ရီပါအောင်ဖြူပိုင်းလေးဖြူပိုင်းလေးရယ်ပါသေးပဆိုင်ဦးညိုမင်းလေးပေါ်မှာဒေါသလည်းမရှိဘူးညိုမင်းလေးပေါ်မှာဟိုညိုမင်းလေးကိုထိတိုက်စေတဲ့စိတ်လည်းမရှိဘူးဒီဥစ္စာက performance တစ်ခုပဲခင်ဗျားတို့တွေကဘာလူတွေဘာမှန်းလဲစောင့်ယူတွေမှန်းလားလူတွေကစောင့်ယူတွေမှန်းလို့အဲ့လိုခိုင်းနေတာပေါ်ယူလာဖြစ်စင်တာထက်ဆိုရင်တော့ ဓိကနေရာရတာမရတာအလုပ်လုပ်ခွင့်လေးရဖို့အတွက်အရေးဆုံးပြီးတော့စူးစမ်းလိုက်တယ်လို့ပဲပြောရမှာဗျာအတန်းရှင်းတော့ဥတီတာတော့မဟုတ်ပါပဲလို့ယူတော့တယ်ညာညိုမင်းလင်ဆိုတာခင်ဗျာခင်ဗျာဘာလဲဗျာခင်ဗျာလူတွေဘာလိုက်လို့လဲဟိုဒီမှာအဓိကဝင်ပြန်ရတဲ့အကြောင်းရပါတော့အမဟိုဒီ show live app ကလုတ်တဲ့ program တွေကပေါက်တယ်ဟိုအရင်ရှေ့မှာဆိုလဲ reality show တွေကပေါက်တယ်ပြီးတော့လုတ်ဒီ show ကိုရိုက်မဲ့ဒါရိုက်တာကလည်း ဟိုမင်းသားမမောင်ဖြစ်တယ်ကိုမင်းသားမမောင်ကလူငယ်ဒါရိုက်တာတယောက်ဟိုဒါရိုက်တာအိစင်ရောမမောင်ရဲ့သားဆိုတော့သူနဲ့လက်တွဲလှုပ်ချင်တယ်သူရိုက်တဲ့ရုပ်ရှင် project တွေမှာပါပါဝင်ဝင်ရချင်တယ်အဲအဲ့ဒီချက်ရပြီးတော့ဒိုင်တွေဖြစ်တဲ့ဒိုင်သုံးဒီ academy ညုံဝင်နေ academy မိသားစု academy အင်းမြတ်သူတို့နဲ့အတူအလုပ်တွဲလုပ်ဝင်ရမယ်အခွင့်အရေးပြီးလို့ရှိရင်ဒီပွဲမှာအနိုင်ရလို့ရှိရင်ခေါင်းဆောင်အနေနဲ့ခေါင်းဆောင်မင်းသားအနေနဲ့ mini series ရိုက်ခွင့်ရမှာအဲ့အရာတွေကအဓိကဒီပြန်ပြန်ပွဲကိုဝင်တိုင်းဖြစ်တဲ့အချက်တွေပါဟိုးဟိုင်းပြန်ပြီး ရီဟိုင်းရံပြီးပြီးလို့ရှိရင်ကျူပိုင်းလေးကျူပိုင်းလေးဘာလဲအများတို့ရပါလူတွေဘာမှန်းလဲစောက်ယူးတွေမှန်းလားလူတွေကစောက်ယူးတွေမှတ်လို့အဲ့လိုခိုင်းနေတာလားကျွန်တော်ဒီလိုဘာလို့ဒီနေ့ဒီဟိုဘာလို့လာလဲခင်ဗျားသိလားကျုပ်ဘာဖြစ်ချင်လို့ဒီဟိုလာလဲဆိုတာခင်ဗျားသိလားခင်ဗျားတို့သိလားကျုပ်ဘာလို့လာလဲဆိုတာဟာအမှန်တော့ပြောရရင်ဇလန်း၃ခုရှိတယ်ကျွန်တော်မှာအဲ၃ခုထဲမှာကျွန်တော်အဲ့ကိုရောက်တော့မနေ့၉နာရီ audition စတာ ကျွန်တော်ရောက်တဲ့ချိန်မှာနံပါတ်150ကျော်နေပြီလူတွေအများကြီးပဲလာပြိုင်ကြတာပေါ့အဲ့ဒီတော့ကျွန်တော်နောက်ဆုံးချင်းနေ9နာရီကျော်လောက်မှလုပ်ပါတယ်ကျွန်တော်ရဲ့ action အဲ့တော့ကျွန်တော်စတေဂျုံဆောက်ရတာအတွက်ကြောင့်စိတ်ကြလည်းပြင်ပန်းနေပြီဆိုတော့ကျွန်တော်အဲ့ချိန်မှာဟို drama တွေပါဒီ romance တွေကျွန်တော်မလုပ်ချင်တော့တာရဲ့ပြီးတော့ဒိုင်းတွေကိုဒီလာပြိုင်တဲ့လူတွေကြည့်တဲ့အချိန်မှာလည်းအရန်ကိုဒီလောကမှာတော်တဲ့လူတွေဒီနေရာဟိုပြောရဲနာမည်ရနေတဲ့တိုးဆောင်အစ်စ်တွေပြီးလို့ရှိရင်တကယ်စူးစမ်းမဲ့လူငယ်တွေကြီးပဲဖြစ်တဲ့အတွက်ကြောင့် လူအများကြီးတွေကနေတတိထားမိအောင်ကျွန်တော်ဒီဇလန်းလေးကိုကျွန်တော်လုတ်ပြလိုက်တာပါဒီမှာကွန်ယူမင်းလေကျုပ်ဒီကိုလာတဲ့အကြောင်းရင်းဟာမင်းသားဖြစ်ချင်လို့ညာစူပါစတာမင်းသားဖြစ်ချင်လို့ဟာမကြီးလေစူပါစတာမင်းသားဖြစ်ချင်လို့လာတာဗျကြောက်တယ်ဟိုဘယ်လိုကြောက်လဲဆိုတော့ကျွန်တော်အကောင်းဆုံး ြည်ပြောင်းလို့ဖို့တော့စဉ်းစားထားတယ်အဲဒီဇက်ဝင်ရောင်းတော့ကျွန်တော်အချိန်ပေါင်းများစွာလေ့ကျင့်ထားတယ်ဒါပေမဲ့ကျွန်တော်စင်မောကစင်ပြီးတော့ပြုံညုံမင်းလေးရှေ့ရောက်တဲ့အချိန်မှာပြုံညုံမင်းလေးကိုခေါ်ပြီးတော့ပြုံညုံမင်းလေးကိုမောကြည့်ရတဲ့အချိန်မှာကျွန်တော်ဒိုင်ယာလော့တွေပုံမိသွားသူမျက်လုံးကကြောက်စရာကြီးကြည့်နေမျက်လုံးကကျွန်တော်စိုက်ကြည့်နေတာပါနော်ကျန်တဲ့ဒိုင်တူကြီးတဲ့မအေးမျက်သူနဲ့မမေတန်မစင်ရတဲ့ကျွန်တော်ဘုံကစိုက်ကြည့်နေတဲ့အချိန်မှာကျွန်တော်စက္ကန့်ပိုင်းလောက်ဒိုင်ယာလော့တွေပုံပျောက်သွားတယ်ဒါပေမဲ့ကျွန်တော်အချင်းချင်းလေ့ကျင့်ထားရဲ့အချိုးကြောက်ပဲပါနော်ကျွန်တော်အမြန်ဆုံးပြန်ပြီးတော့ မူသွင်းပြီးတော့ကိုယ်လှုပ်ဆောင်ရှိတဲ့တရုပ်ဆောင်တဲ့ဟာကိုပဲအကောင်းဆုံးစူးစမ်းပြီးလှုပ်လိုက်တယ်ဗျ။ကြောက်တာတော့အရင်ကကြောက်တယ်။ပဆိုင်ဦးညွန်းလင်းပေါ်မှာဒေါသလည်းမရှိဘူး။ကိုညွန်းမင်းလင်းပေါ်မှာဟိုကိုညွန်းမင်းလင်းကိုထိခိုက်စေတဲ့စိတ်လည်းမရှိဘူး။ဒီဥစ္စာက performance တစ်ခုပဲ။ဒီ performance ကဘယ်လိုလဲဆိုတော့ဒီဇက်ကောင်ဒီ audition လာပြိုင်တဲ့ဇက်ကောင်လေးတစ်ခု။သူဒီ audition ဖြေဖို့ဆောက်ရတယ်။ဟိုဒိုင်းနေရာလေး audition ဖြေပြီးဆို audition တိုင်းမှာဒိုင်းနေရာအများကြီးထိုင်းတက်ကြတယ်။အဲအဲ့တော့ ဒီလိုမျိုးလူတွေကိုခိုင်းနေတာဘာလို့ခိုင်းနေတာလဲဘာလို့ခိုင်းနေတာလဲယူနေတယ်ထင်လားလူတွေကိုယူရတယ်ထင်တယ်လားအေးဟုတ်တယ်ယူနေတယ်ကွာအလူတင်ညာယူယူနေတာမင်းသားဖြစ်ချင်လို့ယူနေတာဆိုပြီးတော့လုပြလိုက်တဲ့ညမင်းလေးကိုဖဲချင်တယ်ဆိုရဲစိတ်ချတော့ဟိုပါပေါ့နော်ဒီ TikTok ဒီဟို TikTok နဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုး action တွေလုပ်ခိုင်းတာမျိုးတော့သိရမလားဟိုအလူတင်ညာရှင်ဖြစ်ချင်ကြတဲ့လူတွေအများကြီးပဲရှိတယ်လေအဲအဲ့လိုလူတွေကိုဟို TikTok ကအတင်တွေလုပ်ခိုင်းတဲ့အခါကျတော့ နည်းနည်းလေးစိတ်ထဲမှာစိတ်မဝမ်းဖြစ်မိတာလေးတော့ရှိတယ်။စိတ်ဆိုးထောသောထက်တာတော့မရှိပါဘူး။ထက်တယ်ဖြစ်တယ်။မရှိပါဘူး။အဲ့လိုမျိုးတော့မရှိပါဘူး။ကြာပြီးတော့ဇာမုံးဝင်တာဆွေးရတယ်။မင်းတို့ဆက်နေတာဆွေးရတယ်။ဟုတ်။ဟိုအဲ့လိုမျိုးတွေမြင်မြင်ကြရတယ်ဆိုတာကလည်းဟိုကျွန်တော်ရဲ့တရုပ်ဆောင်မှုကနည်းနည်းလေးကဟိုဘယ်လိုပြောရမလဲ။ဟိုပေါ်လွင်သွားလို့ထင်တယ်။အမှန်တော့ဒါတရုပ်ဆောင်နေတာပါ။ကျွန်တော်ဒီအဲ့ဒိုင်ယာလော့တွေကိုကျွန်တော်ချရေးထားတယ်။အချိန်ပေါင်းယာနဲ့ချီကျွန်တော်လေ့ကျင့်ထားတယ်။ อืมนั่นน่ะไม่ได้ว่าเว้ยยันများลาด้วยอ่ะคุณน่ะပြောส่งยี่ด่าเลยใช่ป่ะอ๋อยาได้ยามาบ่าดูว่านอกตามาแล้วเนี่ยยกส่งในเฉยอ่ะยาပြောไปมาเนาะยกส่งในเฉยอ่ะอะไรไม่ทราบเนี่ยยกส่งในเฉยอ่ะเมนเล็กเลยเว้ยถองปะๆบาจะบาเว้ยลุบปะๆปฏิณาไม่ใช่ถ้าอ่ะเนี่ยปัดตะลุยา ကျေးဇူးပါမောင်လေးခံကောင်းပါစေဟုတ်ကျေးဇူးတင်ပါဟိုတော့လန့်သွားလန့်သွားတူရမလားအဲ့လိုတော့မဟုတ်ဘူး तू အဲ့လိုမျိုးတော့လေ तू ကဒီလိုပြောလိုက်ရင်ကိုယ့်ကိုပြဿနာရှာမယ်ရေလို့တော့မထင်တာဘူးဘာလို့ဆိုတော့ကိုညိုနားလည်းမလို့လေတွေးမိတယ်ကိုညိုကအနုပညာဆန်တော့မြင်တယ်လေ तू ထစ်သက်တဲ့တရုပ်ဆောင်ဆိုတာဖြတ်ရှားရှားပဲ तू ချီးကျူးတဲ့တရုပ်ဆောင်ဆိုတာဖြတ်ရှားရှားပဲအဲ့တော့အခုကျွန်တော်ကဒီပြီးွားတဲ့ audition ထက်ထပ်ပြန်ရမယ်ပြိုင်ပွဲမှာကိုညိုနဲ့တွေ့ရမှာကိုပြီးစိတ်လို့ရှားနေတာဘာဒီဂျုံတွေ့ရမလဲဆိုတာတော့ဒါရှိုးလိုက်မှလွှဲမယ် ပါစားကြရီမှာဆက်ကြည့်လို့ရမှာပေါ့ဖြစ်သွားတယ်ဘာလဲဆိုတော့မအေးနဲ့သူကလည်းပြောရည်လန့်သွားတာပဲတဲ့ရန်လာတွေ့တယ်ထင်လို့ဆိုတော့အဲ့ချိန်မှာအယံပီတိဖြစ်သွားတယ်အဲ့နေရာနေဟာအဲ့ပြန်လာရင်လည်းအဲ့နေရာလမ်းလျှောက်ပြန်လာအိမ်ကိုလမ်းမှာတကားလုံးတွေ့လာအဲ့နေရာငါဒီမှာရွေးချယ်မခံရရရင်တော့ဗောနော်မအေးနဲ့သူကတော့ဟာငါတေးဥဆောင်တာလေးကိုကြည့်ပြီးတော့လန့်သွားတယ်လို့ပြောတယ်ဆိုတော့တော်တော်လေးကိုပီတိဖြစ်တယ်ကိုရန်အပေးကြရတယ်ပြန်ပြီးမင်းသမီးတယောက်ကသူတေးဥဆောင်တာကိုလန့်သွားတယ်ဆိုတော့ကျွန်တော်တော်တော်လေးကိုအဲ့နေရာတော်တော်လေးတော့ပီတိဖြစ်သွားတယ်ကြည့် popular ဖြစ်ချင်တာထက်ဆိုရင်တော့တရုပ်ဆောင်လုပ်မယ်ဆိုရင်တော့လူသိပြီးတော့ popular ဖြစ်ချင်လူတွေသိချင်တာထက်ဒီ producer တွေ director တွေရှေ့ကနေပြီးတော့ဇာညွန့်တွေလိုချင်တာဒါဆိုရင်ဒါဆိုရင်ဟိုကျွန်တော်က YouTube ဝင်မရှိဘူးပြဿနာတွေသွားဖြေလဲကျွန်တော်တို့မှာမပါဘူးမအောင်ဘူးပေါ့နော်သူ့လိုအပ်ချက်တွေရောအားနည်းချက်တွေရောမကန့်ညီတာတွေနဲ့ရောအဲ့ဒီတော့ရိုက်ကူးခွင့်ရချင်တယ်ကိုရိုက်ချင်တဲ့ဇာတ်လမ်းတွေလည်းရှိတယ်ကိုကိုကြည့်ပြီးတော့ဒါနဲ့တော့လိုက်မှာပဲဆိုပြီးလာခေါ်တဲ့လူတွေနဲ့လည်းရိုက်ချင်တယ် အဓိကနေရာရတာမရတဲ့ဟိုအလုပ်လုပ်ခွင့်လေးရဖို့အတွက်အရေးဆုံးကြီးတော့စ조사လိုက်တယ်လို့ပဲပြောရမှာဗျာအတန်းရှင်းတော့ဥတီတာတော့မဟုတ်ပါပဲလို့ကြီးတော့တယ်ဓာရိုက်တာညုံမင်းလွင်လာခင်ဗျာလားခင်ဗျာဘာလဲဗျာခင်ဗျာဘာဖြစ်ချင်လဲဟမ်ဘယ်လိုလိုက်ပြီးဟိုဟာလေးလောက်ပါအောင်ဒီဟာလေးလောက်ပါအောင်ဟိုပါအောင်ရှိပါအောင်ဖြူပိုင်းလေးဖြူပိုင်းလေးရတယ်ပါသေး မင်းကဘာဖြစ်ချင်တာလဲဘာလဲပြိုင်ပွဲလာပြိုင်နေတဲ့လူတွေကိုယူနေထင်တာလားခင်ဗျာယူနေလို့မဟုတ်ဘူးเนาะမင်းသားဖြစ်ချင်လို့လို့မင်းသားယူလို့လို့လာပြိုင်တာရှင်းလားဟုတ်ကဲ့ပါအဲ့ဒီညီလေးရဲ့ဒါတယောက်ဆောင်မှုကဒါအရန်ကိုကောင်းလွန်တာကြောင့်တိုင်း၃ယောက်စလုံးတော်မှာဒါလုံးဝကိုစွန့်အားသွားခဲ့ပါတယ်။ဘလိုမျိုးတရုပ်ဆောင်ဆွဲရည်ကိုချပြလာတဲ့ညီငယ်လေးကိုဒါဘလိုများမြင်ကြသလဲဆိုတာ ို comment မှာဝေရောက်ဆွေးနွေးနိုင်ပါတယ်။ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ။အားလုံးပဲနှုတ်ဆက်ပါတယ်။အားလုံးပဲတာယာချမ်းမြေသောနေ့တည်းနေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ။